Hello ဆာလုံးချမ်းရအောင်ဒီနေ့လည်းနောက်ထပ်ပုံပြောင်းတရလေးတခုသွားပါမယ်သူကတော့ဇလဥဖြစ်ပါတယ်သူရဲ့နောက်မှာအသက်တန်ပါလာပြီဆိုလို့ရှိရင် all ang လေးကပြတ်သွားပါတယ်အဲ့တော့ all ang ပါတဲ့ဇလတွေမှာအသက်တန်ပါလာလို့ရှိရင် all ang ကပြတ်သွားတတ်တယ်လို့မှတ်ထားပါမယ်အဲ့တော့ကြည့်ကြည့်အောင်ပါယောဥနောယွန်း มาแต่ยาเดยออือมอยืมชีแดงงาแดคออือนอคืน เปลี่ยนไปแดคืนโงยาตัญญาณัญญาตองญาเดลมโยอันนี้เนี่ยเลยตองญาเดปออือนอปืนตันนะดออือมอดื่มมาอีกดื่มเต่าเดรออือมอลืมไม่แดต่ออือนอตื่นมาอีก ตื่นหนูเดจออือดอจืดอายาตามชิบมออือดอมืดเมาเมเดโอเคนอกแต่อติลีฮัลโหลมิงลาบาทีนี้ก็รอไทซะเยอตันตรงลีริจองโกลีลาจาบามะအဲ့တန်တုံးလေးတွေကိုဝန်နေယူလို့ခေါ်ပါတယ်ဝန်နေယူဆိုတာကဘီလေးတွေရဲ့အပေါ်မှာ ရေးထားတဲ့တင်ကေတာလေးတွေကိုပြောတာပါအဲ့တင်ကေတာလေးတွေကိုကြည့်ပြီးတော့အတန်နှိမ့်ရမလားမြင့်ရမလားဆိုတာသိနိုင်ပါတယ်ထိုင်းစာရဲ့ဝဏ္ဏယုကအတန်၅တန်ရှိတယ်ရေးနည်းကတော့၄ခုရှိပါတယ်ပထမဆုံးတစ်ခုကတော့စင်းစာမန်စင်းစာမန်ဆိုတာမန်အတန်ပေါ့နော်စာမန်ကိုတာမန်လို့မှတ်လိုက်မယ်တာမန်အတန်ပုံမှန်အတန်သူ့မှာတော့တင်ကေတာမရှိပါဘူးနောက်တစ်ခုကစင်းအစ်သူရဲ့တင်ကေတာက my egg နဲ့ရေးပါတယ်။သူကအနိုင်တန်ပါလို့ထုံးလို့လည်းမလို့ရတယ်။နောက်တစ်ခုကစင်ထိုးစင်ထိုးဆိုရင်သူရဲ့တင်္ကြန်တာက my toe နဲ့ရေးပါတယ်။သူကတော့ falling tone လို့ခေါ်တဲ့အောက်ကိုဆင်းသွားတဲ့အတန်ဖြစ်ပါတယ်။နောက်ထပ်တစ်ခုက sing 3သူကိုသူ့ရဲ့တင်ဂီတာက my 3ဖြစ်ပါတယ်။သူကအမြင့်တန်ပါ high tone လို့မှတ်နိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့ sing จตวาသူရဲ့တင်ဂီတာက my จตวาလို့ခေါ်ပါတယ်သူကတော့မြင့်တက်သွားတဲ့အတန်ပါ rising tone လို့ခေါ်ပါတယ် okay ဒီတင်ဂီတာလေးတွေတီးပြီဆိုရင်နှောင်းရကြရင်အလေတန်အနေတန်အမြင့်တန်နဲ့ဒီတင်ဂီတာလေးတွေနဲ့ပေါင်းရင်ဘယ်လိုအတန်ထွက်မလဲဆိုတာကိုဆက်ပြီးတော့လေ့လာကြည့်ကြပါမယ် ဘလို့အတန်ထွက်မလဲဆိုတာကိုဆက်ပြီးတော့လေ့လာကြည့်ကြပါမယ်။ဘလို့အတန်ထွက်မလဲဆိုတာကိုဆက်ပြီးတော့လေ့လာကြည့်ကြပါမယ်။ဘလို့အတန်ထွက်မလဲဆိုတာကိုဆက်ပြီးတော့လေ့လာကြည့်ကြပါမယ်။